မြန်မာတရုတ်ဆက်ဆံရေးအပေါ်မြန်မာလူကျော်လူမော်တွေရဲ့သဘောထားသိနိုင်ဖို့ ISP မြန်မာကနှစ်စဉ်စစ်တမ်းကောက်ယူနေပါတယ်။ဒီတစ်နှစ်၃ချိန်မြောက်စစ်တမ်းရဲ့ရလက်တွေတဲကအချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။ဒီစစ်တမ်းမှာနိုင်ငံရေးနဲ့စီးပွားရေးနယ်ပယ်ကပုတ်ကူကြော်ရီအပြင်လက်နက်ကန်အဖွဲ့တွေကကိုစားဖြူသူတွေလည်းဝင်ဖြည့်ထားပါတယ်။ စ်တမ်းဖြည့်ဆိုသူစုစုပေါင်း260ဦးရှိခဲ့ပြီးသူတို့ဟာအတိုက်အဝန်း6ခုမှာကျင်လည်နေကြသူတွေဖြစ်ပါတယ်။အရင်နှစ်စစ်တမ်းတွေမှာလိုပဲမြန်မာနိုင်ငံအတွက်တရုတ်နိုင်ငံဟာအိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ဖြေကြသူတွေများခဲ့ပါတယ်။အဲဒီလိုယူဆသူ68ရာခိုင်နှုန်းရှိခဲ့ပြီး အရင်နှစ်ကထက်14ရာခိုင်နှုန်းပိုများလာတာပါ စစ်အာဏာသိမ်းမှုအလွန်မှာတရုတ်နိုင်ငံအပေါ်ပိုပြီးအဆိုးမြင်လာတယ်လို့ယူဆသူကလည်း85ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ပိုပြီးအကောင်းမြင်လာတယ်လို့ဖြေဆိုသူက17ရာခိုင်နှုန်းရှိခဲ့ပြီးတော့မဖြေဆိုလိုသူ73ရာခိုင်နှုန်းရှိခဲ့ပါတယ်။မြန်မာအရေးမှာတရုတ်နိုင်ငံက PPCC ပါဝင်လာရတဲ့အကြောင်းဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်နိုင်ငံရဲ့ဗျူဟာမြောက်စီမံကိန်းတွေ တိုက်ခိုက်သိမ်းယူခံရတာကြောင့်လို့ယူဆသူများခဲ့ပါတယ်။အဲဒီလိုယူဆသူက63ရာခိုင်နှုန်းရှိပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့စစ်ရေးအောင်မြင်မှုကြောင့်လို့ယူဆသူက58ရာခိုင်နှုန်းရှိပြီးအတိုက်အခံအင်အားစုတွေစီးလုံးလာတာကြောင့်လို့ဖြေဆိုသူက39ရာခိုင်နှုန်းရှိပါတယ်။တရုတ်နိုင်ငံအနေနဲ့မြမအရေးဆောင်ရွက်တဲ့အခါ ဘယ်သူတွေနဲ့ပူးပေါင်းမယ်ထင်တယ်လဲလို့မေးတဲ့အခါအာဆီယံအထူးကိုယ်စားလှယ်နဲ့ပူးပေါင်းလုပ်မယ်လို့အများစုကဖြေကြပါတယ်။ဘယ်သူနဲ့မှမပေါင်းမယ်တရုတ်တနိုင်ငံတည်းပဲ ပါဝင်လိမ့်မယ်လို့မြင်တဲ့သူဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့တရုတ်နိုင်ငံเจ้าဝင်နဲ့ငိမ့်ချမ်းရေးဆွေးနွေးပွဲတွေဟာရေတိုအပြစ်ခံရက်စဲရေးကိုပဲဥတီစေတယ်လို့ယူဆသူ80ရာခိုင်နှုန်းအထိရှိပါတယ်။ အပြင်ပဋိပက္ခတွေကိုပုံမိုဆိုးရွားစေလိမ့်မယ်လို့ယူဆသူကလည်း63ရာခိုင်နှုန်းရှိပါတယ်ကျူးနိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာမြန်မာနိုင်ငံအတွက်အကျိုးရှိတယ်လို့ရှုမြင်သူ51ရာခိုင်နှုန်းရှိပြီး အကျိုးမရှိဘူးလို့ယူဆသူက49ရာခိုင်နှုန်းရှိပါတယ်။ ဒါအပြင်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက်အကြီးမားဆုံးစီးပွားဖက်ဖြစ်နေတာကို စိုးရိမ်စရာလို့မြင်တဲ့သူ68ရာခိုင်နှုန်းရှိပြီးကြိုဆိုစရာပါလို့ဖြေတဲ့သူ26ရာခိုင်နှုန်းရှိပါတယ်။လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလမှာတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်မယ်ဆိုရင်သဘောမတူဘူးလို့ဖြေတဲ့သူ83ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါပေမဲ့သဘောတူတယ်လို့ဖြေတဲ့သူ23ရာခိုင်နှုန်းရှိတာလဲစိတ်ဝင်စားစရာပါလက်ရှိကာလမှာတရုတ်မြန်မာစီးပွားရေးဇင်းကြံစီမံကိန်းတွေကိုအကောင့်ထဲဖော်မယ်ဆိုရင်သဘောတူတယ်လို့ဖြေတဲ့သူ19ရာခိုင်နှုန်းရှိပါတယ်သဘောမတူကြောင်းဖြေတဲ့သူက89ရာခိုင်နှုန်းရှိပါတယ် ဘာကြောင့်သဘောမတူရသလဲလို့မေးတဲ့အခါလူမှုနဲ့တဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့်လို့ဖြေရသူများခဲ့ပါတယ်။မြန်မာနိုင်ငံအပေါ်တရုတ်နိုင်ငံကဩစာပိုလွှမ်းမိုးလာနိုင်တယ်လို့ယူဆသူက90နှစ်ရာခိုင်နှုန်းရှိပြီးနိုင်ငံကြီးတွေကြားပထဝီနိုင်ငံရေးအားပြိုင်မှာကိုစိုးရိမ်သူက57ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့မြမလူကျော်လူမော်တွေကိုယ်တိုင်တရုတ်နိုင်ငံရဲ့ဒေတာရင်းအစီအမံတွေကိုစုံစုံလင်လင်မသိကြပါဘူး။ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ GS ကို မသိရှိသူက အများဆုံးဖြစ်ပြီး69ရာခိုင်နှုန်းရှိပါတယ်။လန်ချမ်းမဲခေါင်ပူပေါင်းဆောင်ရွက်ရေးအစီအမံကို သိရှိသူက အများဆုံးဖြစ်ပြီး87ရာခိုင်နှုန်းရှိပါတယ်။တရုတ်နီးတရုတ်ဟန်မော်ဒယ်တွေဟာ မြန်မာနိုင်ငံအတွက်အတူယူစရာမဟုတ်ဘူးလို့ဖြေဆိုသူတွေကများပါတယ်။တရုတ်နီးတရုတ်ဟန်ဒီမိုကရေစီဟာမြန်မာနိုင်ငံအတွက်အတူယူစရာမဟုတ်ဘူးလို့ဖြေတဲ့သူ90ရာခိုင်နှုန်းရှိပါတယ်။တရုတ်နိုင်ငံရဲ့အုပ်ချုပ်ရေးမော်ဒယ်ကလည်းမြန်မာနိုင်ငံအတွက်အတူယူစရာမဟုတ်ဘူးလို့ဖြေဆိုသူ85ရာခိုင်နှုန်းကယူဆကြပါတယ်။ ဒါပေမဲ့တရုတ်စီးပွားရေးဖွံ့ဖြိုးမှုမော်ဒယ်ကို အတူယူသင့်တယ်လို့ဖြေတဲ့သူ40ရာခိုင်နှုန်းရှိတာတတိပြုစရာပါ။